မွန်ပြည်နယ်ဘီလင်းမြို့နယ်အလူလေးကျေးရွာအနီးဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်ကြဆုံးမှုရှိခဲ့တယ်လို့ဒေါ်လန်ရီတပ်ဖွဲ့တာဝန်ရှိသူတွေရဲ့ပြောပြကြားရသိရပါတယ်။ပြီးခဲ့တဲ့မက်စတာ6ရက်နေ့မနက်7:00နာရီအချိန်ခန့်ကရန်ကုန်မော်လမြိုင်ကားလမ်းမှာ လန်ကင်းလုံချုံရေးလာယူတဲ့အင်အား40ပါစစ်ကောင်စီတပ်နဲ့တော်လန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေကြောင့်အချိန်တနင်္ဂနွေခွဲကြာနှစ်ဖက်ထိပ်တိုက်ပွဲဖြစ်ပွားခဲ့တာပါနှစ်ဖက်တိုက်ပွဲတွင်စစ်ကောင်စီဘက်က၄ဦးသေဆုံးပြီး၄ဦးဒဏ်ရာရရှိခဲ့တယ်လို့တော်လန်ရေးတပ်ဖွဲ့ဘက်ကလည်း PDF ရဲဘော်တို့အကြဆုံးက၂ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်နှစ်ဖက်တိုက်ပွဲတွေကြောင့်ရန်ကုန်မော်လမြိုင်ကလည်းအချိန်နှစ်နာရီကျော်ကြာပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီးနေ့လယ်၂နာရီလောက်မှသာပုံမှန်အတိုင်းပြန်လည်သွားလာနေကြတယ်လို့ဒေသခံတွေထံကနေသိရပါတယ် နှစ်ဖက်စီရေပြန်လည်တဲမာနေတဲ့ဘီလင်းမြို့နယ်မှာစစ်ကောင်စီဘက်ကကျေးရွာ900လောက်မှာတပ်ဖြန့်ထားပြီးဘီလင်းတောင်စွန်လမ်းမမှာလည်းကင်းမုံဝတ်တာတွေနဲ့ရှောင်းတခင်စစ်ဆေးတာတွေလှုံ့ဆောင်နေပါတယ်တပတ်မှာလဲစစ်ကောင်စီတဟာဒေါ်လန်ရဲတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့သတင်းတွေကြောင့်ဗီရင်အခြေဆိုင်တရင်တွေမှာတင်ကားတွေလက်နက်ကြီးဟောင်ဝေစာတွေပါတပ်ဆင်ထားသလိုတရင်တရင်လင်ရာနဲ့ချီဖြည့်တင်ထားပါတယ်။